မင်္ဂလာပါဒီနေ့ကျွန်တော်တို့စိတ်ဝင်စားစရာအကြောင်းရဲ့တကူကိုနက်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 ဆင်းရဲကြည့်ကြအောင်အချက်ကလေနန်ဒီမိတ်တီအတားစီတွေကိုကြောင်းနိုင်တယ်လို့ဆိုကြပေမဲ့အဲနိုင်ငံတနိုင်ငံရဲ့တွင်းချက်ကဥပဒေတွေနဲ့ထိပ်တိုက်တွေ့တဲ့အခါဘာဆက်ဖြစ်မလဲဟုတ်ကဲ့ဒါကတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတစ်ခုပါဒီနေ့ပြောမယ့်ဇာလန်းကအဲ့ဒီမေးခွန်းကိုဖြေပေးနိုင်မလားပဲစင်ကာပူနိုင်ငံသားတယောက်နဲ့ဖိလစ်ပိုင်နိုင်ငံသူအင်ယုတ်ကူတယောက်ရဲ့အချစ်ဇာလန်းပေါ့ဟုတ်ပါတယ် သူတို့ကအတူနေချင်းလို့ဥပဒေကိုရှောင်ဖို့စ조사ရင်းကနေအဲနောက်ဆုံးမှာဘလို့ခြေခွဲဆရာအဆုံးသတ်မျိုးဂျုံခဲ့ရတယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့လေ့လာထားတယ်ရင်းမြစ်တဲ့ကနေပြောပြသွားမှာပါဒီဇလန်းကနေသင်ခန်းစာယူစရာတွေရောအချစ်နဲ့ဥပဒေကြားကပฏิပတ်ခက်ကလူဘဝတွေကိုဘလို့တောင်ပြောင်းလဲဖြစ်နိုင်တယ်လဲဆိုတာကိုပါဆန်းစစ်ကြည့်ကြမှာပေါ့လीအဓိကစဆောင်တွေကိုအရင်မိဆက်ထည်ရရင် Faisal Farid ဆိုတဲ့စင်ကာပူနိုင်ငံသားအသက်၄၀ကျော် Operation Technician တယောက် တာမန်လူလတန်းစားဘဝမျိုးနဲ့နေထိုင်သူလို့ပြောရမယ်။ဟွန်းနောက်တစ်ယောက်ကဂျန်နီဗီလာရွန်အသက်30ကျော်ဖိလစ်ပိန်းနိုင်ငံသူစင်ကာပူမှာအင်္ဂူ domestic helper ဖြစ်လုံလုံနေတဲ့သူပေါ့။ဟုတ်ကဲ့ဂျန်နီကတော့သူ့မိသားစုကိုထောက်ပံ့ဖို့ရည်ရချက်နဲ့ရောက်လာတဲ့ရွှေပြောင်းအလုပ်သမားတစ်ယောက်ပေါ့လေ။သူတို့ရဲ့နောက်ခံဝင်းကျင်ကစင်ကာပူနိုင်ငံစင်ကာပူဆိုတာတည်တဲ့အတိုင်းပဲစီးပွားရေးအချက်အချာအခွင့်အလမ်းလေးရှိတယ်ဒါပေမဲ့ ဟုတ်ကဲ့တစ်ဖက်မှာလည်းစီကန်းကတော့ဒင်းချက်တယ်လေအယမ်းပဲဥပဒေချိုးဖောက်ရင်အကျိုးချက်ကပြင်းထန်တယ်ဆိုတာကလည်းနာမည်ကြီးပဲအဲ့လိုဝင်းကျင်မှာပဲသူတို့နှစ်ယောက်2021ခုနှစ်မှာစပြီးတွေ့ဆုံချိကြိုက်ခဲ့ကြတယ်လို့ဆိုတယ်ဘယ်လိုစတွေ့လဲအတိအကျတော့မသိရဘူးနော်ဟွန်းအတိအကျတော့ဖိုးပြထားတာမတွေ့ရဘူးဒါပေမဲ့သူတို့ဆက်ဆံရေးကတဖြည်းဖြည်းနဲ့ပို့ခိုင်မရလာပုံရတယ်ချစ်သူတွေဖြစ်လာကြတယ်ဒါပေမဲ့အင်းကူတယောက်ဝင်နေတဲ့ဂျနီရဲ့အခြေအနေကသူတို့ချစ်ခီးလန့်အတွက်အစံပြီးချုံးမွေခဲ့မှာတော့မဟုတ်ဘူးနော် ဟုတ်တယ် အဲ့ဒါအဓိကအခက်ခဲပဲအေကွန်ဆိုတော့ကိုပိုင်အချိန်တို့တွားရေးလာရေးတို့မှာအကန့်အသတ်တွေအများကြီးရှိတယ်လေအလုံးရှင်ခွင့်ပြုချက်မရှိပဲအပြန်ထွက်ချင်းတွေ့ဖို့ဆိုတာอืมတော်တော်မလွယ်တဲ့ကိစ္စပေါ့ဒီလိုအခက်ခဲကြီးကြားကပဲသူတို့တန်ရော့စင်ကပိုခိုင်မဲလာပုံပဲအတူနေဖို့လက်ထပ်ဖို့အထီတောင်အိမ်မက်ခဲ့ကြတယ်လို့ဖတ်ရတယ်ဟုတ်ပါတယ်အဲ့ဒီအိမ်မက်တင်က2024 February လောက်အထီတော့အသက်ဝင်နေခဲ့ပုံရတယ် ဒါပဲအဲ့ဒီလာမှာပဲသူတို့ဘဝတော့အလဲပြောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်အကြက်အတဲစပြီပေါ့ဟုတ်ပါပြီအဲ့ဒီမှာစတာပဲဂျင်နီရဲ့အလौရှင်ကလေသူ့ကိုအလौဆက်မခံတော့ဘူးလို့ပြောလိုက်တယ်ဟမ်ဒါကတော့ဂျင်နီတက်တော်ဆိုးရဲတဲ့မယ်အယမ်းဆိုးတာပေါ့စင်ကာပူဥပဒေအရလေအင်ရကူအလौမရှိတော့ဘူးဆိုရင် ဟုတ်ကဲ့ရပိုင်းတွေးမယ်ပြန်ရမယ်ဒါမှမဟုတ်အအလौရှင်တစ်ညံရှာရမယ်ပေါ့ရပိုင်းတွင်အလौရှင်တစ်ရှာဖို့ကလည်း တကယ်လက်တွေ့မှာတော့ခက်ခဲနိုင်တယ်နော်ခက်တာဗောဂျင်နီအတွက်အကြီးမားဆုံးကြောက်စိတ်ကအလုတ်ပြုတ်တာထက်သူ့ချစ်သူဖိုင်ဇယ်နဲ့ခွဲရမှာကိုပိုကြောက်နေခဲ့ရအဲသူတို့ရဲ့အတူနီဖို့အိမ်မက်တွေပျက်စီးသွားမှာကိုစိုးရင်လာဗောဟုတ်တယ်အဲ့လာနဲ့ဖိုင်ဇယ်စီမှာအကူနီတောင်းတယ်ဘယ်လိုလုပ်ရမလဲအတူဆက်နေနိုင်ဖို့နီလန်ရှာပေးပါအောင်ဆိုပြီးတော့လေအဲ့ဒီအချိန်မှာသူတို့တခြားအလုတ်ရှင်အသစ်ရှာဖို့မကြိုးစားကြဘူးလား စ조사ပုံလို့ရပါတယ်။ဒါပေမဲ့အချိန်မီဖို့မသေးကြဘူးလေ။ရက်ပိုင်မဲ့အချိန်ရတာကိုအဲ့ဒီမှာ Pfizer ကအကြံတစ်ခုရလာတယ်။ဘယ်လိုကြမျိုးလဲ။အဲ့လာကတော့သူ့ကိုယ်တိုင်က Jenny ရဲ့အလုပ်ရှင်အစ်စ်အဖြစ်ဟန်ဆောင်လိုက်မယ်။ပြီးတော့အစိုးရစီမှာ Jenny အတွက်အလုပ်လုပ်ခွင့်ပါမစ် Work Pass အစ်စ်လျှောက်ပေးမယ်ပေါ့။อ๋อသူအိမ်မှာအငူဖြစ်တရားဝင်ငားလိုက်တဲ့ပုံစံမျိုးလုပ်မယ်ပေါ့သူတို့ရဲ့အကြအတည့်အတွက်တော့လမ်းထုတ်တစ်ခုလိုဖြစ်နေပြီမဲ့ တဖက်မှာဒါကတရားဝင်လို့လို့ရတဲ့ကိစ္စတော့မဟုတ်ဘူးနော်လုံးဝမဟုတ်ဘူးအဲ့ဒါသူတို့လုံးမိတဲ့အကြီးဆုံးအမားလို့ပြောရမယ်သူတို့လုံးနေတာကစင်ကာပူရဲ့အလုပ်သမားရေးရာဝန်ကြီးဌာန NOM ကိုတရားဝင်လိန်လည်ဖို့ကြိုးစားနေတာပဲဟုတ်တယ်ဒါကရာဇဝင်းမှုမြောက်နိုင်တယ်ဆိုတာကိုသူတို့တတိမထမိတာလားဒါမှမဟုတ်တိလည်နေပဲလူလူရှူခဲ့တာလားအဲ့ဒါကပြောရခက်တယ်နော် ဖြစ်နေတာကတော့အဲ့ဒီအချိန်မှာသူတို့ရဲ့စိတ်ထဲမှာဥပဒေကိုချိုးဖောက်မိမလားဆိုတာထက် ချစ်သူနဲ့မခွဲရဖို့ကပိုအရေးကြီးသွားပုံပဲဒါမှမဟုတ်အမ်မမိလောက်ပါဘူးလို့တွေးမိသွားတာမျိုးတော့ဖြစ်နိုင်မလားဖြစ်နိုင်တာဗောလူတွေကစိတ်ဖိစီးမှုများလာရင်စင်ញင်တုံတရားနင်းနေရွတ်သွားတတ်တယ်လေအဓိကကတော့ဂျန်နီစင်ကာပူမှာဆက်နေနိုင်ဖို့သူ့အိမ်မှာအတူနေနိုင်ဖို့ပဲသူတို့ရည်ရွယ်ခဲ့တာဆိုတော့သူတို့အဲ့ဒီအစီအစဉ်တိုင်းရွှေ့ဆက်လုပ်ခဲ့ကြတယ်ဟုတ်တယ်ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဖိုင်ဇယ်က MOM ကို ဂျန်နီကိုသူ့အိမ်ကိုဖြစ်ငားချင်ပါတယ်ဆိုပြီးတရားဝင်လျှောက်လာတင်လိုက်တယ်။လျှောက်လာမှာအချက်လက်တွေအကုန်ဖြစ်ရမှာပေါ့နော်။လက်စာဘလောက်ပေးမယ်ဆိုတာမျိုးတွေရောအကုန်ပါတယ်။ဂျန်နီကိုတလားစင်ကာပူဒေါ်လာ900ပေးမယ်။အစိုးရကိုပုံမှန်ပေးရတဲ့အလို့သမား levy ရဲ့လဲဆောင်းပါမယ်ဆိုပြီးကတိပြုပြီးတင်လိုက်တာအဲ့ဒီလျှောက်လွာကဘလို့ဖြစ်သွားလဲအစင်းပြေသွားလားထူဆန်းတယ်လို့ပြောရမလားပဲရက်ဆက်ရက်လောက်ပဲကြာတယ် ူတို့ရှော့ထားတဲ့ပါမင်ကအဒီဘူးချက်ရလာတယ်။ဟင်းတော်တော်များတာပဲ။သူတို့တော်တော်တကယ်ဝမ်းသာစရာပဲပေါ့နော်။အကြီးကျယ်အောင်မြင်မှုလို့ခံစားလိုက်ရမှာပဲ။အလုံးစုံအဆင်ပြေသွားပြီလို့ထင်သွားကြမှာထီးချတယ်။ဂျန်နီလေးတရားဝင်အင်ဂျင်ပြောင်း transfer အနေနဲ့ Pfizer ရဲ့အင်ကိုပြောင်းလာနိုင်ခဲ့တယ်။ဒီလိုလွယ်လွယ်ကူကူအောင်မြင်သွားတာကသူတို့ကိုပို့ပြီးတော့ဘယ်လိုပြောမလဲလောက်ရဲ့ကန်ရဲ့ဖြစ်သွားစေတာမျိုးတော့ရှိနိုင်မလား။ ရှိနေတာပေါ့အစားမိုက်အဆင်ပြေသွားရင်လူတွေကနောက်ဆက်တွေကိုတိမတွေးမိတော့ဘူးလေဒါပေမဲ့လက်တွေဘဝကစာရွက်ပေါ်ကနေတခြားစီးဖိနေခဲ့တယ်ဆိုလိုတာကဖိုင်ဇယ်အိမ်မှာဂျန်နီကစာရွက်စာတန်းတွေကလို့အိမ်ကူအလုပ်လုပ်တာမဟုတ်ဘူးလေသူကဖိုင်ဇယ်ရဲ့အချစ်သူအိမ်ချင်းမတယောက်လိုပဲနေထိုင်တာဟောဟုတ်ပြီလာစာကရောအဲ့ဒီစင်ကာပူဒေါ်လာ900ကတော့တကယ်ပြည့်ဖြစ်လား မပေးဖြစ်ဘူးဘာလို့လဲဆိုတော့သူတို့ရဲ့အလုတ်ရှင်အလုတ်တို့မှာဆက်ဆံရေးဆိုတာကအစားကတည်းကဟန်ဆောင်မှုတတ်တတ်တဲ့ကိုတကယ်မှလုံးမလုတ်တာဒါပေမဲ့ဂျန်နီကဖိလစ်ပိုင်ကသူ့မိသားစုကိုထောက်ပံ့နေရတာမဟုတ်လားအဲ့ဒီတော့ဝင်ငွေကလိုသေးတယ်လေဘယ်လိုလုပ်လဲအဲ့ဒါနောက်ထပ်ပြဿနာတစ်ခုပဲဝင်ငွေရဖို့အထက်ဂျန်နီရနောက်ထပ်အလွေများတဲ့အလုတ်တစ်ခုထပ်လုပ်ပြန်ရောဘာများလဲ MOM ကိုလုံးဝအတိမပေးဘဲနဲ့အပြင်မှာတခြားကလေးထိန်အလုတ်တစ်ခုကိုတိတ်တိတ်လေးသွားလုပ်ကြဟမ် ဒါကလုံးဝဥပဒေချိုးဖောက်မှုပဲမဟုတ်လား walk past တကူနဲ့လို့တခုပဲလုံးခွင့်ရှိတာလေဟုတ်တယ်လုံးဝချိုးဖောက်တာပဲသူကတပောက်ကိုနှစ်ညသုံးညလောက်အဲ့ဒီခလီထိန်တဲ့အိမ်မှာသွားအိပ်ပြီးအလုပ်လုပ်ဂျန်နဲ့လက်တီဖိုင်ဆယ်အိမ်ပြန်လာနေတယ်အချင်းနေရပို့ပြီးရှုပ်ထွေးလာပြီပေါ့တဖက်မှာတရားဝင်ကအလို့ရှင်အလို့သမားတကယ်တမ်းကချစ်သူတွေပြီးတော့ခိုးပြီးအပြန်လှုပ်ပလုံးနေသေးတယ်ဟုတ်တယ်မင်းပြန်လက်နှစ်ချောင်းသုံးချောင်းလောက်ကမှရှောင်နေရတယ်လို့ပဲဟန်ဆောင်မှုတွေအထက်ထက်နဲ့ဖုံးဝယ်ထားရတဲ့ဘဝတစ်ခုဖြစ်နေခဲ့လာပေါ့ ဒီလိုဟန်ဆောင်မှုတွေကကြာကြာတော့ဘယ်ခံမမလဲလေတကယ်လဲကြာကြာမခံခဲ့ဘူးပေါ့မခံခဲ့ပါဘူးသူတို့ရဲ့လျှော့ဝှက်ချက်ကပေါ်သွားတယ်တဆုံအီလောက်ကဘယ်သူမှတော့မတီးဘူးသူတို့ရဲ့ဟန်ဆောင်အခြေအနေကို MOM ကိုတည်င်းပေးတိုင်ကြားလိုက်တယ်ဟော tip of ပေါ့ဘယ်သူဖြစ်နေမလဲအင်းနီချင်းလားဒါမှမဟုတ်သူတို့အကြောင်းတည်တဲ့တခြားသူလားအတိအကျတော့မတိရဘူးဒါပေမဲ့အဲ့ဒီတိုင်ကြားမှုကြောင့် MOM ကစုံစမ်းစစ်ဆေးမှုတွေစလုပ်တော့တာပဲဘယ်လိုစစ်ဆေးမှုတွေလဲ စစေးရရှိတဲ့ဖိုင်ဇော်ရဲ့အိမ်ကိုတိုက်ရိုက်ရောက်လာပြီးစစေးမင်းမြန်းတာတွေလောက်တယ်။အဲ့ဒီမှာပဲအကုန်ပေါ်ကုန်မျောဟင်ဘလို့ချက်တွေပေါ်သွားတာလဲသူတို့စစေးတဲ့အခါဂျန်နီကဖိုင်ဇော်ရှီယာလာစာမေးရတာကိုတီးသွားတယ်။ဖိုင်ဇော်အိမ်မှာအင်ဂူလို့တကယ်မလုပ်ဘူးဆိုတာလေပေါ်လေပြီးတော့အေးအေးဆုံးကအပြင်မှာတခြားခလေးထင်းလို့ခိုးလုံနေတာကိုပါမိသွားတယ်။အကုန်လုံးပေါ်သွားတာပဲဒီလိုဆိုရင်ညင်လို့လည်းမရတော့ဘူးပေါ့ဘလို့မှငင်လို့မရတော့ဘူးဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးတရားဥပဒေနဲ့ရင်ဆိုင်ရတော့တာပဲ တရားရုံးမှအဖြစ်မှန်ကိုဝန်ခံခဲ့ကြရတယ်။သူတို့ဘက်ကရှင်းနေတွေကတော့ဘာဒီ short လဲကြလဲအတနာခန္ဓာမျိုးတွေရော ရှိတာပေါ့ရှင်းနေကတော့သူတို့တကယ်ချစ်ကြိုက်ကြတာပါလက်ထပ်ဖို့အထီးရည်ရထားကြတာပါဂျန်နီနဲ့ကင်ဘုတ်ခံရမှဆိုလို့မခွဲနိုင်လို့ဒီလို အမားမျိုးလုံးမိကြတာပါဆိုပြီး short လဲခဲ့ကြတယ်။ဖိုင်ဆယ်ကလည်းအယံနောင်တရရနေပါတယ်ပေါ့ဒီလို short လဲချက်တွေကလူသားစာနာမှုရှုထောင့်ကတော့နားလည်ပေးနိုင်စရာပဲ။ ဒါပေမဲ့ဥပဒေကတော့ဥပဒေပဲနော်ဟုတ်တယ်စင်ကာပူဥပဒေအရအစိုးရဌာနကိုသတင်းမပေးပြီးအလုပ်ပါမစ်လိန်လျှော့တာကဖြစ်မှုကြီးပဲလीထောင်တန်းနှင်းလက်အထိဒါမဟုတ်တန်ငွေစင်ကာပူဒေါ်လာ1000အထိဒါမဟုတ်နှစ်ခုလုံးချမှတ်နိုင်တဲ့ဖြစ်မှုမျိုးပစ်တန်ကတော်တော်ကြီးတာပဲဒါကစင်ကာပူကဒီလိုကိစ္စမျိုးကိုဘလို့အလေးထားတယ်ဆိုတာပြနေတယ်လို့ပဲတကယ်တမ်းတရားရုံးအဆုံးဖြတ်ထွက်လာတဲ့ဟာသူတို့အတွက်အရင်ကိုပြင်းထန်ခဲ့ပါတယ်စတီမာဒီယန်နီမှာ တရားယုံကဂျန်နီကိုအရင်အမိတ်ချလိုက်ရယ်ဘယ်လိုအမြင့်လဲထုံတန်သွန်ပတ်ချမှတ်လိုက်တယ်ဒါပေမဲ့အဲ့ဒါထက်ဆိုလာကမမများလဲသူ့စင်ကာပူကနေဖြင်းနေနေပေးတယ်ပြီးတော့စင်ကာပူကိုပြန်ဝင်ပြီးအလုံးလောက်ခွင့်ကိုတသက်တာပိတ်ပင်လိုက်တယ်ဟာတသက်တာပိတ်ပင်နာဒါဆိုသူတို့အတူနေဖို့အိမ်မက်လုံးဝဆုံးပြီဗောလုံးဝပဲအဲ့ဒီစကလုံးကသူတို့နေရရဲ့အနာကဲကို ရိုက်ချိုးလိုက်တာနဲ့အတူတူပဲအရန်ကိုပြင်းထန်တဲ့အကျိုးဆက်ပဲ ဖိုင်းဆက်တွေ့ရောသူကတော့ဘယ်လိုဖြစ်ဖြစ်ခံရလဲနှုတ်တလားကြော်အကြအောက်တိုဘာ13မှာဖိုင်းဆက်ကိုလည်းအမိန်ချတယ်သူကအဓိကကူညီချက်စီသူအပေါင်းပါဖြစ်တဲ့အတွက်ထောင်ဒဏ်၃ပတ်ကြာခံစီလို့အမိန်ချလိုက်တယ်နေရာလုံးထောင်၃ပတ်စီကြာတော့တာပေါ့ဟုတ်တယ်ဒါမဲ့ထောင်ဒဏ်၃ပတ်ဆိုတာအခြေတန်ရလို့လာမှာလေသူတို့တကယ်ခံစားရတဲ့ဖြစ်တန်အစ်စ်ကအဲ့ဒီထက်အများကြီးပိုကြီးရယ်ပေါ်နာကြီးနာတယ်ဆိုလိုတာက သူတို့ရဲ့ထာဝရခွဲခွာခြင်းပေါ့အဲပေါ့ဂျင်နီကထောင်ကလွတ်တန်နဲ့ဖိလစ်ပိုင်ကိုတန်းပြီးပြန်ဖို့ခံရတယ်ဖိုင်ဇယ်ကတော့ထောင်လွတ်လာပေမဲ့စင်ကာပူမှာပဲကြံခဲ့တယ်သူတို့ဒူဒူတိဆောက်ကျင်ခဲ့တဲ့ဘဝအလုံးဟာအဲ့ဒီဥပဒေကိုရှောင်ဖို့စ조사မိတဲ့လောက်ရက်တစ်ခုတည်းကြောင့်ပျက်စီးသွားခဲ့ရလေသူတို့ပြန်တွေ့ဖို့ဆိုတာကတော့ ဘလို့မှမဖြစ်နိုင်တော့ဘူးလား။ Pfizer ကဖိလစ်ပိုင်ကိုအလဲပတ်သွားတွေ့ရင်တော့ရနိုင်တယ်လို့ပေါ့လေ။ဒါပေမဲ့အရင်လိုစင်ကာပူမှာအတူတူနေထိုင်ဖို့ဆိုတာကတော့လုံးဝလုံးဝမဖြစ်နိုင်တော့ဘူး။တကယ်ကို1နဲ့စရာအဆုံးတတ်ပါပဲ။ဒီဇလန်တစ်ခုလုံးကိုပြန်ခြုံကြည့်လိုက်ရင်အမ်စဉ်းစားစရာတည်းအများကြီးပဲနော်။တို့လုံးရက်ကဥပဒေကိုချိုးဖောက်တာမှန်းတယ်။ဒါညင်းလို့မရဘူး။ဒါပေမဲ့တို့ရဲ့စိတ်ရင်းကတော့တကယ်ရာဇဝတ်သားစိတ်မျိုးလား။ ါမှမဟုတ်ချစ်သူကိုမဆုံးရှုံးခြင်းလို့အတူနေခြင်းလွန်းလို့အသေးအံစူးစမ်းရင်မှားထားတဲ့လူသားဆန်တဲ့အမားတစ်ခုလားဆိုတာကအဲမေကွန်းထုတ်ဆရာဖြစ်နေလို့မယ်နော်ဟုတ်တယ်ဥပဒေရှုထောင့်နဲ့လူသားချင်းစာနာမှုရှုထောင့်အဲ့ဒီနှစ်ခုကြားကကြွာရချက်ကိုဒီဇက်လန်က အရင်ထိတာဆဲတယ်မှန်ပါတယ် ဥပဒေကတော့ဥပဒေတိုင်းသွားရမှာပဲဒါပေမဲ့အဲ့ဒီဥပဒေတွေနောက်ွယ်မှာရှိနေတဲ့လူသားတွေရဲ့ခန်းစားချက်တွေသူတို့ရဲ့အခြေအနေတွေကိုတော့ဘယ်တိုင်းတာဒီထည့်စဉ်းစားသင့်လဲဒါကအမြဲတမ်းဆွေးနွေးနေရမယ့်အကြောင်းအရာပဲလေ DPF ကစင်ကာပူလိုနိုင်ငံမျိုးမှာရှိတဲ့ရွှေပြောင်းအလုပ်သမားတွေရဲ့အခြေအနေကိုလည်းမျိုးမီမောင်းထိုးပြနေတယ်လို့ပဲဟုတ်ကဲ့ဘလို့အချက်တွေဆိုလို့ချင်းလဲဆိုတော့အမ်သူတို့ရဲ့အလို့အကင်ခွင့်ရေးတွေကိုပိုင်ဘဝလွတ်လပ်မှု အချစ်ရေးလို့တာမန်လူသားထဲမှာရှိတဲ့ဆက်ဆံရေးတွေနဲ့နိုင်ငံရေးတင်းကျပ်တဲ့ဥပဒေတွေကြားကဟန်ချက်ညီမှုပြဿနာပေါ့။အင်းနိုင်ငံရေးတည်ငြိမ်ရေးအတွက်ဥပဒေကလိုအပ်တယ်။ဒါပေမဲ့အဲ့ဒီဥပဒေတွေကလူသားစံနဲ့ခန်းစားချက်တွေကိုလုံးဝလိလူရှုထားလို့ရောဖြစ်နိုင်ပါမလား။အဲ့ဒါစဉ်းစားစရာပဲ။ဥပဒေစိုးမိုးရေးနဲ့လူသားတွေအပေါ်ထားတဲ့ကရုဏာစာနာမှု human compassion ကြားကရှုပ်ထွေးရဲ့ဆက်နွယ်မှုကိုဒီဇက်လန်းကတကယ်ထင်ထပ်ပြနေတယ် ဘလို့ဖြစ်ဖြစ်ဒီအဖြစ်ပြက်ကနေ့ကျွန်တော်လိုရနိုင်တဲ့လက်တွေ့အကျုံးဆုံးတင်ကန်းစာကတော့ရှင်းနေတာပဲကို့အချစ်ကိုကာကွယ်ဖို့ချစ်တူနဲ့အတူရှိနေဖို့အတန်ဥပဒေမဲ့တဲ့နီလန်းကိုရွေးလာရင်အစုံးမှအဲ့လီအချစ်ကိုပဲထာဝရဆုံးရှုံးသွားစေနိုင်တယ်ပိုပြီးနာကျင်ခံစားရစေနိုင်တယ်ဆိုတာပါပဲဖိုင်ဆန်နဲ့ဂျန်နီတို့ရဲ့နှုံရက်တွေသူတို့ရဲ့ပျက်စီးသွားတဲ့အိမ်မက်တွေကတက်တယ်ပဲလေဟုတ်ပါတယ်သူတို့အချစ်ကနိုင်ငံနေနေမဲ့ကိုကြောနိုင်ခဲ့ပြီးမြေ ဥပဒေရဲ့နည်းနည်းမျိုးကိုကြော်ဖို့စ조사လိုက်တဲ့အခါပေးချက်လိုက်ရတဲ့ဓာတ်ပုံကအရန်ကြီးထွားတယ်ဟုတ်ကဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးနောက်ဆုံးအနေနဲ့စင်ကျင်စရာအတွေးလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ဘလို့အတွေးမျိုးပါလဲအချင်းနဲ့ဥပဒေကြားမှာဒီလိုပฏิပခတ်တွေဂျုံလာရတဲ့အခါလူဖွဲ့စည်းတစ်ခုအနေနဲ့ပေါ့လေဘယ်ဟာကိုပို့ပြီးဦးစားပေးတင်တယ်လဲ လူတူချင်းစီရဲ့ကိုပိုင်ဘဝပျော်ရွှင်မှုချစ်ချင်းမေတ္တာကိုတန်ဖိုးထားပြီးကောက်ခွဲပေးတင်သလားဒါမှမဟုတ်နိုင်ငံရဲ့တည်ငြိမ်မှုစီကံဥပဒေစိုးမိုးရေးကိုပဲတင်းတင်းကြပ်ကြပ်စကိုက်ဆွဲထားတင်သလားဟုတ်ပါတယ်ဒီလိုရှုပ်ထွေးတဲ့ခြေအနေမှာလူသားဆန်မှုနဲ့ဥပဒေစိုးမိုးရေးကြားကမှန်ကန်တဲ့ဟန်ချက်ညီမှု balance ကိုကျွန်တော်ဘယ်လိုရှာကြမလဲဒါဟာတော့နားထောင်သူတွေရောကျွန်တော်တို့တွေရောစပီတွေးတော်ဆင်ခင်သွားလိုက်ဖို့ချန်ထားခဲ့ခြင်းနဲ့မေးခွန်းတစ်ခုပါပဲ ီနေ့ဒီဘေးမှာချိုးဆိုပါရရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့အမ်စင်ကာပူနိုင်ငံသား Faisal Farid နဲ့ဖိလစ်ပိုင်နိုင်ငံသူ Angoo Chenny Villanyon တို့ရဲ့အချစ်ဆက်လမ်းအဲ့ဒီနောက်ွယ်ကဥပဒေချိုးဖောက်မှုဖြစ်ပြပါပဲဆိုတော့သူတို့ရဲ့ကံကြမ္မာကစင်ကာပူရဲ့တော်တော်လေးတင်းကျပ်တဲ့အလို့သမားနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ထိတိုက်တွေးခဲ့တဲ့ကိစ္စပေါ့နော်ဒီဖြစ်ဖြစ်ကနေကျမတို့ကိုအဓိကမေးခွန်းတစ်ခုမေးစေပါ යි ဖိုင်ဆန်နဲ့ဂျန်နီတို့ရဲ့လိုရက်ဟာ ိုင်ငံတော်ရဲ့ဒီဇယ်ဥပဒေတွေကိုတည်လဲ့နဲ့တမင်တကာလင်းလေလေးဖျားခဲ့တဲ့ရာဇဝမှုတက်တက်ဖြစ်သလားဒါမှမဟုတ်သူတို့ချစ်သူနှုတ်အတူဆက်နေထိုင်နိုင်ဖို့တခြားနယ်လမ်းရှိတော့ဘူးလို့ယုံကြည်စိတ်နဲ့လှုပ်ဆောင်မိခဲ့တဲ့အဲတင်းကျပ်တဲ့စီးမြင့်နေရဲ့မရည်ရွယ်တဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ကြီးခွဲဝေအမားတခုလားအန်ဒီကိစ္စမှာကျမအနေနဲ့ကတော့သူရဲ့လုံရက်ကိုဖြစ်စေတဲ့လူသားဆန်တဲ့စိတ်ခံစားမှုဆိုင်ရာဖြစ်ရာအထိသူရင်ဆိုင်ခဲ့ရတဲ့အခြေအနေဒီဘက်ကနေအဓိကရည်တည်ပြီးဆွေးနွေးသွားပါမယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့ချင်းကပ်ပုံကတော့နည်းနည်းကြွေးပြားပါလိမ့်မယ်။ ကျွန်တော်ကတော့ဥပဒေစိုးမိုးရေးရဲ့အရေးပါမှုပေါ့လေ။နောက်ပြီးတော့နိုင်ငံတော်ရဲ့စီမင်းစည်းကမ်းတွေကိုလေးစားလိုက်နာဖို့လိုအပ်ချက်အဲ့ဒီဘက်ကိုရှေ့တန်းတင်ပါပါ။ဆိုတော့ဘလို့ပဲစိတ်ထိခိုက်စရာအခြေအနေတွေရှိခဲ့တဲ့ဆိုဦးတော့သူတို့ရဲ့လူရဟာနိုင်ငံရဲ့အလို့သမားဝင်ကြီးဌာနအဲ MOM ကိုတိလျက်နဲ့လင်လဲခဲ့တဲ့ဥပဒေချိုးဖောက်မှုဖြစ်တယ်ဆိုတဲ့ရှုထောင့်ကနေတင်ပြတော့ပါမယ်။ကမ္ဘာပဲကျွန်မဆက်ပြီးတော့တင်ပြချင်တာကတော့ Pfizer နဲ့ဂျင်နီတို့ရဲ့အခြေအနေပေါ့နော်။ အမ်သူတို့လောက်ရကဥပဒေနဲ့မညီဘူးဆိုတာတော့ငင်းစရာမရှိပါဘူး။ဒါပေမဲ့အာဘာကြောင့်ဒီလန်ကို သူတို့ရွေးချယ်ခဲ့တယ်ဆိုတာကိုနင်းနေ နားလည်ဖို့စူးစမ်းကြည့်တင်တယ်လို့ထင်တယ်။အထူးကတော့သူတို့ရဲ့အချစ်ပြီးတော့မခွဲခွာလိုတဲ့စိတ်ပါပဲ။နှစ်ဖက်ကစီလီဖေဗရီလတုန်းကဂျယ်နီရဲ့အရင်အလုပ်ရှင်က သူ့ကို အလုပ်ဆက်မခံတော့ဘူး။အဲဒီတော့ဂျယ်နီစင်ကာပူကနေထွက်ခွာရတော့မယ်ဆိုတဲ့အခြေအနေကသူတို့နှစ်အောင်လုံးကိုအကြီးရဲ့စိတ်ပြအားငယ်စေခဲ့တယ်လို့ဆိုပါရတယ်။ ဂျယ်နီကဖိုင်ဇာကိုပြောခဲ့တယ်ကျမဒီမှာဆက်နေချင်တယ်ရှက်နားမှာပဲနေချင်တယ်ဆိုတဲ့စကားကသူတို့ရဲ့စိုးရိမ်မှုတွေကိုဖော်ပြနေတာပါဖိုက်ဇာကလည်းဟိုဒီဂျယ်နီမရှိတဲ့ဘဝကိုတွေ့ကြည့်ဖို့တော့ခက်ခဲခဲ့တယ်လို့သိရပါတယ်ဒီလိုအခြေအနေမျိုးမှာ ဖိုက်ဇာကသူ့ကိုယ်တိုင်အလုရှင်တစ်အဖြစ်ဟန်ဆောင်လိုက်ပြီးတော့ဂျယ်နီအသက် work pass ပေါ့နော်အလုလုခွင့် permit ကိုရှောက်ဖေးဖို့ဆုံးဖြတ်ခဲ့တယ်လာဇန်စင်ကာပူဒေါ်လာခွန်ဒီဟာလာစားပေးမယ် ပြီးတော့အစိုးရကိုလယ်ရီခေါ်တဲ့အလုပ်ရှင်က lesson ပေးရတဲ့အခွင့်ကိုလည်းစောင့်မယ်လို့လိမ့်လဲပြီး MOM ကိုရှောက်လာတင်ခဲ့တာပါဆိုတော့ဒါဟာဥတွေကိုတမင်ချိုးဖောက်ခြင်းလို့ဆိုတာတဲ့သူတို့အတူတူဆက်ရှိနေနိုင်ဖို့နောက်ဆုံးထွတ်ပေါက်အာနောက်ဆုံးနေ့လည်းလို့သူတို့မြင်ခဲ့ပုံရပါတယ်ဒီလိုလိုရက်တွေကဟိုတဲ့စနစ်တကျအလင်းလည်းမို့လို့မြင်နိုင်ပေမဲ့သူ့ရဲ့အရင်ခံစစ်ဆောင်မှုကရာဇွေးစိတ်မဟုတ်ဘဲနဲ့ချစ်သူကိုမဆုံးရှုံးလို့အစ်စ်တော့က အဲ desperation ကလာတယ်လို့ကျွန်မမြင်တယ်။ဒါကြောင့်မို့လို့သူတို့နှစ်ယောက်လုံးကိုချက်မှတ်ထဲတဲ့ထောင်တန်း၃ပတ်စီဆိုတဲ့ပြစ်ဒဏ်ပြင်အထူးသဖြင့် Jenny ပေါ်ချက်မှတ်လိုက်တဲ့စင်ကာပူကိုတသက်တာပြန်လဲဝင်ရောက်ခွင့်ပိတ်ပင်လိုက်ခြင်းဟာလေသူတို့ရဲ့အခြေအနေနဲ့စိတ်ရင်းကိုထင်မစင်စားပဲသူတို့ရဲ့အနာဂတ်ကိုလုံးဝဖျက်ဆီးလိုက်တဲ့တော်တော်လေးပြင်းထန်လွန်ပြီးလူသားမဆန်တဲ့ပြစ်ဒဏ်လို့ကျွန်မခံစားမိတယ်။ဒီဖြစ်ကစင်ကာပူရဲ့စွမ်းဆောင်ရည်ကိုဥတီရဲ့ရှေ့ပြောင်းအလို့သမားဆန်ရာစိမြင့်မှုပေါင်းဒီဟာအချစ်တို့အတုနေထိုင်လို့မှုသူ့နော် အခြေခံလူလူအခြေတင်နဲ့တိုက်ဆန်လာတဲ့အခါတအူးချင်းအတွက်ဘလို့မဖြစ်နိုင်တဲ့ရွေးချယ်မှုတွေကိုဖန်တီးမိစေနိုင်တယ်လဲဆိုတာကိုကြေကွဲပွဲရမိမောင်းထုတ်ပြနေတယ်လို့ထင်ပါတယ်။ Okay ခမရရဲ့တင်ပြချက်မှာပါတဲ့အဲ့ဒီစာနာစရာအချက်တွေကိုကျွန်တော်နားလေပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီကိစ္စကိုဥပလီပေါင်တဲ့ကနေပဲကြည့်ရမယ်လို့ယုံကြည်တယ်။ဘလို့စစ်ခန်းစားချက်မျိုးဘလို့ဖိအားမျိုးပဲရှိခဲ့ပါစေသူတို့ရဲ့လောက်ရထားစင်ကာပူအလို့သမဝန်ကြီးဌာန MOM ကို တရားဝင်လမ်းကြောင်းကနေတိလင်းနဲ့လင်းလေလေဖျားနေတဲ့ရာဇဝင်မှုဖြစ်တဲ့ဆိုတာကိုတော့ကျွန်တော်တို့မြေခွေပြုလို့ရပါဘူး။ Finzel ဟာ Jenny ကိုအမှန်တကယ်အင်ကူအဖြစ်ခက်ခက်ခဲတာမဟုတ်ဘူး။လမ်းစဉ်စင်ကာပူဒေါ်လာ9ဒေါ်လာစာဆိုတာကလည်းစားရပုံမှာပဲရှိတဲ့လင်းလေမှုပဲ။အမှန်တကယ်ပေးချစ်ခဲ့တာမရှိပါဘူး။ Levi အခွင့်ကိုလည်းအမှန်တကယ်ပေးဆောင်ခဲ့ခြင်းမရှိပါဘူး။ဒါဟာအစိုးရဌာနတစ်ခုကိုတိုက်ရိုက်လင်းလေတာပါ။နောက်ပြီးတော့ Jenny ကိုလန်ကလည်း ဒီလိုတရားဝင်ရရှိထားတဲ့ work permit ကိုအခွင့်ကောင်းပြုပြီးတော့ financial aim မှာချစ်သူခင်နေထိုင်ရင်အပြင်မှာတခြားခလီထင်းအလုပ်ကိုတရားဝင်လုပ်ကိုင်ခဲ့သေးတယ်တပတ်ကိုညညတော်များအပြင်မှာသွား AP အလုပ်လုပ်တဲ့ဆိုတာက work permit စီမင်းတွေကိုထပ်မံချိုးဖောက်တာပဲဖြစ်ပါတယ်ဥပဒေဆိုတာနိုင်ငံတနိုင်ငံရဲ့တည်ငြိမ်အချမ်းရေးလုံခြုံရေးနဲ့စနစ်တကျလဲပတ်နိုင်ရေးအတွက်ခြေခံအုတ်မြစ်ပါတော်ဦးချင်းရဲ့ကိုရေးကိုတာအခက်ခဲတွေစိတ်ခံစားချက်တွေကိုအကြောင်းပြပြီး ဥပဒေကိုချိုးဖောက်ခွင့်ပြုလိုက်မယ်ဆိုရင်နိုင်ငံရဲ့စနစ်တစ်ခုလုံးရွရွင်းပျက်စီးသွားနိုင်ပါတယ်။ဟုတ်ပြီချမှတ်ခဲ့တဲ့ပြစ်ဒဏ်တွေထောင်ဒဏ်ထုံးပစီဆိုတာကလည်းဒီလိုလိန်လယ်မှုအကွက် Foreign Manpower Act မှာပြစ်ထန်းထားတဲ့အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ထောင်ဒဏ်နဲ့အထီတာမမဟုတ်တန်ငွေစင်ကာပူဒေါ်လာ၂000အထိဆိုတာနဲ့နိုင်ရှင်ရဲ့အများကြီးယော့နေနေပါတယ်။ဆိုတော့ဒီပြစ်ဒဏ်တွေဟာတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းမှုနဲ့အလားတူဖြစ်မှုတွေထပ်မံမဖြစ်ပွားအောင်ဟန်တာဖို့အကွက်လိုအပ်တဲ့အရေးယူမှုလို့ကျွန်တော်မြင်ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တာမှမင်းပဲစီကံရွေရတဲ့ဥပဒေတွေရဲ့နောက်ဆက်တွေကစင်ကာပူရဲ့လူမှုဒါစာကဖြစ်မှုနဲ့ရှိဝိုင်းတည်ငြိမ်မှုကိုပါထိခိုက်နိုင်တယ်။ကရာဇဝမှုကျူးလွန်ဖို့အစိုးရကိုလိမ့်လည်ဖို့မဟုတ်ခဲ့ပါဘူး။သူတို့ရဲ့အဓိကစီစောချက်ကအတူတူဆက်နေနိုင်ဖို့နေလန်းရှာရင်အအခြေအနေရဲ့ဖိအားကြောင့်လွတ်မိလို့ရလွတ်လိုက်တဲ့သဘောမျိုးပုံစံတက်မှာတယ်။သူတို့ကကြိုးတင်ကြံစီပြီးအမျက်ချုပ်ဖို့ကြိုးစားတဲ့ရာဇဝတ်သားတွေပုံစံမျိုးမဟုတ်ပါဘူး။ ဖိုင်ဇာရဲ့ရှင်းနေကတရားရုံးမှာရှောင်လဲခဲ့တယ်လို့ပဲသူကဂျန်နီနဲ့ကြွေးခွင့်ရမှာကိုအလွန်မြင့်စိုးရင်ပြီးစိတ်တော်ကဖြစ်စီခဲ့တယ်။သူ့ရဲ့လုပ်ရတဲ့အတွက်လည်းနောင်တရနေတယ်လို့ဆိုပါရယ်။ဒါ리고ထဲသွင်းစဉ်းစားခြင်းကဥပဒေကိုချိုးဖောက်ခွင့်ပေးတာမဟုတ်ပေမဲ့ဖြစ်တန့်ပေးတဲ့အခါထဲသွင်းစဉ်းစားတဲ့အချက်တွေလို့ထင်ပါရယ်ရှင်။အဲ့ဒါကစိတ်ဝင်စားစရာအချက်ပါပဲ။ဒါပေမဲ့ဥပဒေရှုတော့ကကြည့်ရင်လည်းကျွန်တော်သဘောမတူနိုင်ဘူး။ စိတ်အင်းဘလောပဲဖြစ်နေပါစေသူတို့အင်္ဂလိပ်ကတိဆက်ဥတွေကိုတိုက်ရိုက်စင်ကိုလိုက်တာပဲအထူးသဖြင့် Finzen ဟာစင်ကာပူနိုင်ငံသားတယောက်နေနဲ့ဒီလိုလုံးသမားကြီးရဥပဒေတွေ World Permit ချော်တောင်းမှုဆိုင်ရာစီမင်းစည်းကမ်းတွေကိုတိရှိနားလည်အောင်တောင်းနေရှိပါလေမတိလို့ပါစိတ်ဖြစ်စီလို့ပါဆိုပြီးဥပဒေချိုးဖောက်မှုကိုတရားမျှတာကြောင့်ပြလို့မရပါဘူး MOM ကို WordPress link လင်းလျှောက်ထားတယ်ဆိုတော့တိကျတဲ့ရာဇဝမှုရှိပါတယ်ဟုတ်ပါတယ်သူတို့ရဲ့ခန်းစားချက်ကစာနာစရာဖြစ်နိုင်တယ်ဒါပေမဲ့စာနာမှုကဥပဒေချိုးဖောက်မှုကိုခွင့်ပြုချက်မဖြစ်တင်ပါဘူးဒီလိုသာခွင့်ပြုနေဥပဒေရဲ့အာဏာတည်မှုကဘယ်မှာသွားဆုံးမလဲ mm တဆွေနော့တဘက်ကကြည့်အောင်ဒီလိုအခြေအနေတွေမျိုးရွှေလာအောင်တွန်းပို့ခဲ့တဲ့စနစ်ရဲ့တင်းကြမှုဘက်ကရောစင်ကာပူရဲ့အိမ်ကူတွေလိုရွှေပြောင်းအလို့သမားတွေအတွက်အဝတ်ပမေစီမင်းတွေဟာအတော်လေးတင်းကျပ်တယ်လို့ဆိုရမယ်အလို့ရှင်တယောက်ထဲနဲ့ချီနှောင်ထားမှုအလို့ပြုတ်ရင်ရပိုင်းတွင်းနိုင်ငံကထွက်ခွာရနိုင်ခြေရှိတာကိုပိုင်ဘဝနဲ့အချစ်အိလိုလူသားဆန်တဲ့ကိစ္စရဲ့တင်မှာတရားဝင်လမ်းကြောင်းနေနေပါတာစတာတွေကသူတို့လိုလိုတဲ့အတွက်ရွေးချယ်စရာနေပါစေချဲ့သလား ချန်နီအလို့ပြုတ်သွားချိန်မှာဖင်ဆန်နဲ့တရားဝင်အတူနေနိုင်ဖို့လက်တွေ့ကြတဲ့နေလိုင်းမှန်တကယ်ရှိခဲ့တယ်လားဥပမာသူတို့လက်ထပ်ဖို့ဆုံးဖြတ်ရင်တောင်အချိန်တိုအတွင်းဖြစ်နိုင်ပါမလားအချိန်ဒီအရဲ့ရဲ့ကြောင့်တရားဝင်နေလိုင်းတွေဟာသူတို့အတွက်လက်လမ်းမမီဘူးမဖြစ်နိုင်ဘူးလို့ခံစားခဲ့ရတာဖြစ်နိုင်ပါတယ်ဆိုတော့ဒီလိုတင်းချက်တဲ့စနစ်ကပဲသူတို့ဒီလိုဥပဒေမဲ့လမ်းကြောင်းပေါ်တွန်းပို့ခဲ့တာမဟုတ်ဘူးလို့ပြောနိုင်မလားကျွန်တော်နားလည်လာတဲ့ပုံစံကတော့ကွဲပြားပါတယ်နိုင်ငံတကာရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့အလုံသမားအင်အားစီမံခန့်ခွဲမှုစနစ်တည်းဟာ ထီရောက်ဖို့ဆိုရင်တိကျပြတ်သားဖို့လိုအပ်ပါတယ်။အထူးသဖြင့်စင်ကာပူလိုဒန်ဇာရနယ်ပါပြီးလူဝင်အားကိုစနစ်တကျစီမံခန့်ခွဲရတဲ့နိုင်ငံမျိုးမှာပိုအရေးကြီးပါတယ်။စီကန်းတွေရော့ရဲ့နေအလွယ်သုံးစားမှုတွေတရားမဝင်အလုပ်လုပ်ကိုင်မှုတွေမှတ်ပုံတည်းမရှိဘဲနေထိုင်မှုတွေလိုလူမှုရေးစီးပွားရေးပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ဟုတ်ပါတယ်။စီမင်းတွေကတင်းကျပ်တယ်လို့ခံစားရနိုင်ပါတယ်။ဒါမဲ့အဲ့ဒီတင်းကျပ်မှုကနိုင်ငံရဲ့အများစုကြိုးစီပွားအတွက် စနစ်တကျဖြစ်မှုအတွက်လိုအပ်လို့ချမှတ်ထားတာပါ။ဂျန်နီအလုပ်ရှင်အတ္တရှာဖို့အချိန်လိုဝမရခဲ့တာမဟုတ်ပါဘူး။ work permit ကုန်ဆုံးဖို့အချိန်အနည်းငယ်တော့ရခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့သူတို့ကပိုလွယ်ကူတယ်လို့ထင်ရတယ်။ဒါပေမဲ့ဥပဒေနဲ့မညီတဲ့လင်လဲလဲဖြားမှုလမ်းကြောင်းကိုပဲရွေးချယ်ခဲ့ကြတာပါ။ဒါဟာသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုပါ။စနစ်မှာလည်းလွှဲညီထွင်မှမရှိဘူးလို့ပြောနိုင်ပေမဲ့အဲ့ဒါကိုကြောင်းပြပြီးဥပဒေကိုတီးလျက်နဲ့ချိုးပေါက်တာကိုတော့မန်တယ်လို့ပြောလို့မရဘူးပါ။ ကောက်မီလေဒါဆိုရင်ပြစ်တန်ရဲ့တင်းတင်းမြတ်တာမှု proportionality ကိုဆက်ဆွေးနွေးကြည့်အောင်သူတို့နှစ်ယောက်လုံးထောင်တန်းသုံးပတ်စီကြားခံခဲ့ရတယ်ဒါကိုတောင်တချို့ကပြင်းထန်တယ်လို့မြင်နိုင်ပေမယ့်အဓိကကျွန်မထောက်ပြချင်တာကဂျယ်နီကိုစင်ကာပူခေနဲ့တက်တက်တာဖြစ်နေတဲ့ဗီဗီပြန်လည်ဝင်ရောက်ခွင့်ပြပင်လိုက်တာပါဒီပြစ်တန်ဟာသူ့ရဲ့အနာဂတ်အလားအလားအလုံးကိုလုံးဝချွေမွန်ပြစ်လိုက်တာနဲ့အတူတူပါသူလုတ်ခဲ့ရဲ့အမားချွတ်ဒီလောက်ကြီးမားတဲ့အကျိုးဆက်ကတကယ်ဖြစ်တရားများတလဲလား လူတယောက်ရဲ့ဘဝချခုလုံးကိုဒီလိုပြင်းထန်တဲ့ဖြစ်တဲ့နဲ့ဆုံးသက်လိုက်တာဟာလူသားဆောင်မှုရှုထောင့်ကနေကြည်ရင်အလုံးအကျွမ်းဖိနေဘူးလားရှင်ခဏပြောရဲလူသားဆောင်မှုရှုထောင့်ကိုကျွန်တော်နားလည်လက်ခံပါတယ်ဒါပေမဲ့ဒီပြစ်ဒဏ်ကိုဥပဒေပေါင်းနိုင်ငံရဲ့မူဝါဒရှုထောင့်ကနေကြည်ဖို့လိုအပ်ပါတယ်ချမှတ်လိုက်တဲ့ထောင်နှံတူပါဆိုတာကဥပဒေ Foreign Manpower Act အရာအများဆုံးချမှတ်နိုင်တဲ့ထောင်နှံနှစ်နှစ်နဲ့ရှင်ရင်အများကြီးနီးနေပါသေးတယ် တသက်သာပြည်ဝင်ခွင့်ပိတ်ပင်ခြင်းကတော့ပြင်းထန်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ဒါအကြောင်းပဲလို့တောင်မဟုတ်ပါဘူး။စင်ကာပူလိုနိုင်ငံမျိုးကသူ့ရဲ့လူဝင်မှုချိကျရေးဥပဒေတွေကိုဘလောက်အလေးနဲ့ထားတယ်။ဥပဒေချိုးဖောက်မှုကိုဘလောက်တီးမခံဘူးဆိုတာကိုပြသတဲ့အင်မတန်ပြင်းထန်တဲ့တရင်စကားပေးဖို့ချိမဲ့ဖြစ်ပါတယ်။ဒါဟာအလားတူဥပဒေချိုးဖောက်မှုတွေထပ်မဖြစ်အောင်ဟန်တာဖို့လိုအပ်တဲ့အစီအမံမှာနောက်ပြတာဟာ နိုင်ငံတကာအချုပ်အခြာအနာကိုကာကွယ်တဲ့လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံဥပဒေကိုတမင်တကာလင်းလေလျက်ဖြားဟဲ့သူတယောက်ကိုနောင်တစ်ချိန်မှပြန်လည်ဝင်ရောက်ခွင့်ပေးဖို့ဆိုတာအစိုးရတရားအထက်အလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။ဒါပြစ်ဒဏ်ပေးရုံတသက်မဟုတ်ပဲအနာဂတ်လူဝင်မှုတည်ရေးဆိုင်ရာစွန့်စားမှုအဲ immigration risk ကိုစီမံခန့်ခွဲရတာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီလင်းလင်းမှုရဲ့တဘောတဘာဝကိုလည်းထေချာကြည့်ဖို့လိုပါတယ်။ဒါဆေးလိုက်မှပါလုံးမိတဲ့အဖေးဖွဲအမတစ်ခုမဟုတ်ပါဘူး။ တီရာဝင်လျှောက်လွာပုံစံဒီဖြည့်သွင်းရတယ်။လာစာပေးမှဖြစ်ကြောင်းအတီဖြူချက်ဒီပေးရတယ်။အစိုးရကိုလက်ဆင့်လေးဗီယခွန်ပေးဆောင်မှုကတိဖြူရတယ်။ဒါဒီအားလုံးကတဆင့်ပြတဆင့်စနစ်တကျလိန်လေဖို့ကြံစီမှုတွေပါဝင်နေပါတယ်။ဒါပြင်ဂျင်းနီကတီရာဝင်ပါမင်းနဲ့နေထိုင်ရင်းနောက်တဲ့တီရာဝင်အလုပ်တစ်ခုကိုလုပ်ခဲ့တာကအချင်းတွေကိုပို့ပြီးရှုပ်ထွေးစေပိုဆိုးစေပါတယ်။သူတို့ရဲ့လောက်ရက်ကိုတစုံတရုတ်က MOM ကိုတရင်ပေးတိုင်ကြားခဲ့တယ်ဆိုတဲ့အချက်တားလေသူတို့ရဲ့လောက်ရက်ဟာပတ်ဝန်းကျင်လူမှုအတိုင်းအဝိုင်းကလက်မခံနိုင်တဲ့ သတိပြုမိတဲ့လောက်ရဖြစ်တယ်ဆိုတော့ကိုပြနေပါတယ်อืมခမရထောက်ပြရဲ့အချက်တွေသူတို့လောက်ရတဲ့ကစနစ်တကျထိပုံပေါ်တဲ့အပိုင်းတွေကိုကျမမညင်ပါဘူးရှောက်လာတင်တာကတိပြုတာတွေကလုပ်ငန်းစဉ်တွေပါဒါပေမဲ့ကျမထပ်ပြီးအရန်ခံကိုပြန်သွားခြင်းတွေဘာကြောင့်ဒီလုပ်ငန်းစဉ်တွေကိုလင်းလဲပြီးလုပ်ခဲ့တယ်လဲအရန်ခံကအထူးနေထိုင်ခြင်းနဲ့စိတ်ပြင်းပြမှု တခြားနည်းလားမရှိတော့ဘူးလို့ယူဆမှုပါသူတို့လောက်ရတဲ့ရှုပ်ထွေးပုံပေါ်နေမိမယ်အရန်ခံစစ်ဆော့မှုကယူရှင်းပါတယ် နောက်တစ်ချက်က MOM ကရာရှိတဲ့စုံစမ်းစစ်ဆေးမှုရောက်လာတဲ့အခါမှာသူတို့အဖြစ်မှန်ကိုအစာဆုံးဝင်ခံခဲ့ကြတယ်။ဖုံးကွဲဖို့ညှဉ်းဆန်ဖို့ဆက်မကြုံစားခဲ့ဘူး။ဒါကလည်းသူတို့ဟာနောင်တရနေတယ်၊ကြိုတင်ကြံစီထားတဲ့စိတ်ဓာတ်မှကြောတဲ့ရာဇဝတ်တိုက်တွေမဟုတ်ဘူးဆိုတာကိုပြသနေရင်လုံးကျမမြင်တယ်။ဟုတ်ပါတယ်။လုပ်ရက်တွေကလင်းလည်မှုပါ။ဒါပေမဲ့အဲ့ဒီလင်းလည်မှုကိုမောင်းနေတဲ့စိတ်ကရာဇဝတ်စိတ်အပြည့်အဝမဟုတ်ဘူးလို့ဆိုချင်တာပါ။ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုခြုံငုံကြည့်ရင် မဲ့အဓိကယက်တီချက်ကတော့ဖိုင်စင်နဲ့ဂျင်နီတို့ရဲ့ဖြစ်ပြဟာဥပဒေရှုထောင်ကမာရင်ခေတာမှန်ပဲမယ်အခြေအနေရဲ့ဖြစ်အားချစ်ချင်းမစ်တာနဲ့မခွဲခွာလို့စိတ်အဲစိတ်ဖြစ်အားငယ်မှုတွေကတွန်းပို့ခဲ့တဲ့လူဒါဆန်တဲ့ခြေခွဲဆက်အခြေအနေတွေဖြစ်တယ်ဆိုတာပါပဲဒါကြောင့်သူတို့ကိုချမှတ်ခဲ့တဲ့ဖြစ်တာအထူးသဖြင့်ဂျင်နီဘော်ကတက်တက်တပြဝင်ခွင့်ပေးပေးမှုပါအခြေအနေနဲ့မမျှတာပဲအလွန်များပြင်းထန်လွန်းတယ်လို့ကျွန်မမြင်နေဆဲဖြစ်ပါတယ်ရှင် ဒါဟာတင်းကျပ်တစီမြင့်နဲ့နေလူသားတို့ရဲ့အခြေခံစစ်ခံစားချက်တွေကြာကပဋိပက္ခကိုဖော်ပြနေတဲ့ဇလန်တပုတ်ပါပဲ။ဤဆဲဥပဒေကိုတိလျက်နဲ့တမင်တကာလိန်လေလက်ဖျားမှုဖြစ်တယ်ဆိုတာကိုပဲထလောင်းအခိုင်အမာပြောချင်ပါတယ်။လိန်လေလီဝတ်ဖာမစ်လျှောက်ထားမှုပါမစ်ကိုအလွဲသုံးစားလုပ်ပြီးတရားမဝင်အလုပ်လုပ်ကင်မှုတွေဟာဥပဒေချိုးဖောက်မှုတွေဖြစ်ပြီးဒါတွေအတွက်အေးအေးယူခံရမှာကဥပဒေရဲ့တဘာဝပါပဲ။ချမှတ်ခဲ့တဲ့ပြစ်ဒဏ်တွေဟာဥပဒေပေါင်းအတွင်းမှာရှိပြီး အလားတူပြစ်မှုတွေကိုဟန်တာဖို့ ਨੇ နိုင်ငံရဲ့စနစ်တကျထမှုကိုထိန်းသိမ်းဖို့လွှမ်းတဲ့အစီအမံတွေဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဥပဒေစိုးမိုးရေးဟာစိတ်ခံစားချက်တွေထက်ဦးစားပေးရမယ့်အခြေအနေတွေရှိပါတယ်။ဟုတ်ကဲ့ဒီအချက်တွေမှာကျမတို့နေရောက်ရဲ့အမြင်တွေကိုပြားနေဆဲဆိုတာရှင်းပါတယ်နော်။အထူးသဖြင့်ပြစ်တံရဲ့တင်းတင်းပြတာမှုစနစ်ရဲ့လိုက်လျောညီတွေဖြစ်တဲ့မဖြစ်တဲ့ဆိုတဲ့အတိုင်းတာဒီမှာပေါ့။မှန်ပါတယ်။ဒါပေမဲ့ဒီအဖြစ်ပြက်ကနေကျွန်တော်တို့အားလုံးသင်ခန်းစာယူနိုင်တာကတော့ တင်းကျပ်တဲ့ဥပဒေစီမင်းတွေရှိပြောင်းအလို့သမားတွေရဲ့ဘဝအခြေအနေတွေလူသားတွေရဲ့အခြေခံကြတဲ့စိတ်ခံစားမှုနဲ့ဆက်ဆံရေးတွေကြားကရှုပ်ထွေးပြီးထိလွှဲရှုလွှဲတဲ့ပဋိပက္ခတွေတည်ရှိနေလေဆိုတာပါပဲအင်းဒီလိုကိစ္စရဲ့တင်မှာဥပဒေစိုးမိုးရေးကိုထိမ့်သိမ်းတာနဲ့လူသားချင်းစာနာထောက်ထားမှုတို့ကြားမှာဟန်ချက်ညီအောင်ဆောင်ရွက်ဖို့ဘလောက်ခက်ခဲလဲတချိန်ထဲမှာလည်းဘလောက်အရေးကြီးတယ်ဆိုတာကိုလည်းဒီကိစ္စကကျွန်တော်တို့ကိုပို့ပြီးစဉ်းစားစေခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးတင်ပြမှုကနေ့ နားထောင်သူတွေအနေနဲ့ဒီ Finzer နဲ့ Janney တို့ရဲ့ကြေကွဲဝယ်စားလမ်းရဲ့ရှူတော့အစုံစုံကိုပုံမနားလေသဘောပေါက်ပြီးမိမိလိုကိုယ်တိုင်အတွက်ကောက်ချက်ချစဉ်းစားသုံးသပ်နေဖို့အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဘဲဘက်ကလုံဝမှန်တယ်မားတယ်လို့အဆုံးဖြတ်ပေးဖို့ထက်မတူညီတဲ့ရှူတော့ဒီကိုဆင်ကျင်နိုင်ဖို့ကအဓိကရည်ရွယ်ချက်ပါ